။တင့်မှာနှလုံးရောဂါရှိနေရင် heart attack မရအောင်ဘယ်လိုကာကွယ်မလဲ။တင့်မှာနှလုံးရောဂါရှိနေတယ်ဆိုရင်ဒါမှမဟုတ်တင့်မိသားစုမှာနှလုံးရောဂါရှိနေရင် heart attack ရမလားဆိုပြီးစိုးရိမ်ပူပန်နေနိုင်ပါတယ်။ဒါပေမဲ့ကာကွယ်ဖို့ဆိုတာတင့်လက်တကမ်းမှာပဲရှိပါတယ်။ဒီနေ့တော့နှလုံးရောဂါနဲ့ပတ်သက်လို့လေ့လာထားတာလေးတွေကိုမျှဝေပေးပါမယ်။ကျမကတော့ Knowledge World Channel ရဲ့အမြဲတမ်းစီစဉ်တင်ဆက်သူစိတ်မဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာ သင်ရဲ့အသက်အန္တရာယ်ကိုရှော့ချပြီးပုံမှန်ကျန်းမာတဲ့ဘဝကိုနေထိုင်နိုင်မှုဒီနေ့ကစပြီးလှုပ်ဆောင်နိုင်တဲ့အရေးကြီးဆုံးအဆင့်၅ဆင့်ကိုတိတိကျကျပြောပြပေးသွားပါမယ်။ပထမဆုံးအရေးကြီးတဲ့အချက်နဲ့စလိုက်ကြရအောင်။ပထမဆုံးအချက်ကတော့ကိုယ်လက်လှုပ်ရှားမှုပါ။ဒါပေမဲ့သင်မှာနှလုံးရောဂါရှိနေတယ်ဆိုရင်တော့ပထမဆုံးဆရာဝန်နဲ့မေးမြန်းပါ။ရေဘူးရအဖြစ်လမ်းမြန်မြန်လျှောက်တာစပိန်စီတာဒါမှမဟုတ်ရေကူးတာလိုအလဲလက်လှောက်ရှားမှုတွေကကောင်းပါတယ် ဒီနေရာမှာပြင်းပြင်းထန်ထန်လှုပ်တာထက်စဉ်ဆက်မပြတ်ပုံမှန်လှုပ်ဆောင်နေတာကပိုပြီးအကျိုးရှိနိုင်ပါတယ်။နေ့တိုင်းမိနစ်30လောက်ကြာအောင်လှုပ်ဆောင်ကြည့်ဖို့ကြိုးစားကြည့်ပါ။ကိုယ်လက်လှုပ်ရှားမှုအပြင်စိတ်ဖိစီးမှုကိုလည်းထိန်းချုပ်ရပါမယ်။နာရာရှည်စိတ်ဖိစီးမှုကသွေးပေါင်နဲ့နှလုံးခုန်နှုန်းကိုမြင့်တက်စေပါတယ်။တရားထိုင်ခြင်းဒါမှမဟုတ်အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းတွေကိုနေ့စဉ်10မိနစ်လောက်အချိန်ပေးပါ။အည်သေးပြေဝရတဲ့အိပ်ဆက်ခြင်းကိုလည်း9နာရီကနေ10နာရီအထိလောက်ရှိအောင်ကိုဦးစားပေး။ ကြရပါမယ်။နောက်ချက်ကတော့အစားတောက်ပါပဲ။ရောင်စုံဟင်းဟင်းရွက်တွေငားနဲ့ကြက်သားလိုအစီနဲ့အသားတွေထောပက်သီးနဲ့ခွန်မာသီးတွေလိုကျန်းမာတဲ့အစီတွေကိုဦးစားပေးစားပါ။နှလုံးရောဂါမှာ short ချဖို့အဓိကအာရုံစရမယ့်ရန်သူနှမျိုးကတော့ပြေဝစီနဲ့အရေးကြီးဆုံးဖြစ်တဲ့ sodium စားပါ။ sodium ကရေကိုထိန်းထားနိုင်လို့ယောဂရှိတဲ့နှလုံးကိုဝန်ပိုစေပါရစေ။အိမ်မှာပဲချက်ပြုတ်စားတော့ပြီးစားတဲ့အချိုမုံကို short စားပေးဖို့လည်းလိုအပ်ပါတယ်။ နောက်ချက်ကတော့ဆလိတ်နဲ့အရက်ဖြတ်ခြင်းပါဒီချက်ကရိုးရှင်းပေမဲ့အရေးကြီးဆုံးဖြစ်ပါတယ်ဆလိတ်တောက်တာကိုလုံးဝရပ်တန့်ရပါမယ်ဆလိတ်တောက်ခြင်းဟာနှလုံးရောဂါဖြစ်စေတဲ့အကြီးမားဆုံးအကြောင်းရင်းတစ်ခုပါသင့်သွေးကြောတွေကိုပျက်စီးစေပြီးသွေးကြောပိတ်ဆို့မှုကိုပါပုံမှန်မြန်ဆန်စေပါတယ်နောက်တစ်ခုကတော့အရက်ပေါ့နော်နှလုံးရောဂါရှိသူတွေအတွက်အရက်ကိုအလွန်အမင်းသတိထားသင့်ပြီးတောက်သုံးနေတဲ့တချို့ဆေးဝါးတွေနဲ့လည်းဓာတ်ပြူနိုင်တာကြောင့်နှလုံးထုခုဆရာဝန်နဲ့အရင်စစ်ဆေးပြီးမှတောက်သုံးပါ။ နောက်ဆုံးချက်ကတော့တင့်နှလုံးကိုကာကွယ်ဖို့အခြေခံအကျဆုံးအရာဖြစ်တဲ့ဆေးဝါးတွေကိုမဖြစ်မနေဆွဲမြဲစွာတောက်သုံးခြင်းပါပဲ။သတ်မှတ်ထားတဲ့ဆေးဝါးတိုင်းကိုတိတိကျကျတောက်သုံးရပါမယ်။ဆေးချံတောက်တာ၊ကုဖတ်တာဆေးပမာဏချိန်ညှိတာမျိုးလုံးဝမလုပ်ပါနဲ့။သွေးတို့ကြစီ၊ကိုလက်စထရောကြစီ၊ဒါမှမဟုတ်သွေးကျဲဆေးတွေအလုံးဟာတင့်နှလုံးကြက်သားကိုကာကွယ်ဖို့အလုပ်လုပ်နေပါတယ်။ပြီးတော့သွေးပောင်ချိန်နဲ့သွေးရင်းတကြားဓာတ်ကိုလည်းအိမ်မှာပုံမှန်စောင့်ကြည့်ပြီးမှတ်တမ်းပြုလုပ်ထားပါ။ ပြီးရင်တော့နှလုံးရောဂါအထုခုဆရာဝန်နဲ့အမြဲတမ်းဆက်သွယ်ဆစ်ဆေးနေဖို့လိုအပ်ပါတယ်။ဒါဆိုရင်အဓိကအချက်၅ချက်ကိုအမြန်ပြပြောလိုက်ကြရအောင်။နံပါတ်၁ကိုယ့်လက်လှရှာမှုလုပ်ပါ။နှင်းစိတ်ဖိစီးမှုနဲ့အိပ်ဆက်ခြင်းကို စီမံခန့်ခွဲပါ။၃ဆိုရီယံနေတဲ့နှလုံးကျန်းမာရေးနဲ့ညီတဲ့အစာအသောက်တွေကိုစားပါ။၄ဆလိတ်နဲ့အရက်ဖြတ်ပါ။၅ဆေးဝါးတွေကိုဆွဲမြဲစွာတောက်သုံးပါ။ ။တင်ဒီနေ့ချမှတ်တဲ့သိငယ်တဲ့ဆုံးဖြတ်ချက်တိုင်းဟာသင်ရဲ့အနာဂတ်အတွက်ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ဒီဗီဒီယိုကိုကြည့်ခြင်းအပြင်ဘ ഹു ဒုတချို့ရသွားမယ်လို့လည်းမျှော်လင့်ပါတယ်။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုထပ်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Knowledge World Channel ကို Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်။